အမရီလို့ထင်ရအောင်ရုပ်ချင်းစင်တူကြတဲ့အနုပညာရှင် မောင်နှမများ၃တွင်ပရိသတ်များရှင် SKB စန်းကြီးပါ channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်အနုပညာရှင်တွေကတဦးတည်းသောသားသမီးတွေလည်းများသလိုမောင်နှမများတဲ့သူတွေလည်းရှိပါရယ်ဒီချိန်မှာတစ်ချိန်တည်းမွေးတဲ့မောင်နှမတွေမဟုတ်ပေမဲ့ရုပ်ချင်းကတစ်ထည်ရတဲ့တူကြတဲ့သူတွေလည်းရှိပါရယ်ဘယ်အနုပညာရှင်တွေလဲဆိုတော့အခုဗီဒီယိုလေးမှာကြည့်ကြပါစို့ရှင် နံပါတ်၁ဟင်းဝင်းရဲ့ဟင်းဝင်းရံကမောင်မောင်၃ယောက်ရှိတာဖြစ်ပြီးတော့အကိုတစ်ယောက်နဲ့ညီမလေးတစ်ယောက်ရှိပါတယ်ညီမလေးကတော့အမှုပညာအလုပ်တွေလုပ်နေတဲ့ LL ရှင်စင်ဖြစ်ပါတယ်အကိုဖြစ်သူကတော့ကိုစစ်ဦးအောင်ဖြစ်ပြီးတော့အရင်တော့ဇက်ကားတက္ကသနက္ကသရိုက်ဖို့ပါတယ်တကယ်တော့အကိုဖြစ်သူကမင်းသားလုပ်ဖို့ဝါသနာပါပြီးတော့ဇက်ကားရိုက်ဖို့စီစဉ်ထားပြီးတော့မှဟင်းဝင်းရံကအစားဝင်ပြီးတော့ရိုက်ဖြစ်ကြတာဖြစ်ပါတယ် ဒါကြောင့်မို့ဟင်းဝီယန်ကဘင်းသားဖြစ်သွားခဲ့ရပါဟင်းဝီယန်ရဲ့အကိုဖြစ်သူစစ်ဦးအောင်တို့ကရုပ်တရားတွေကိုထူကြတာဖြစ်ပါတယ်ဗီဒီယိုဇာကားတကားမှာဆိုရင်သူတို့နှစ်ယောက်ကတွဲဖက်ပြီးတော့တရုတ်ဆောင်ထွားပို့ကြပါတယ်အဲဒီဇာကားမှာတော်တော်များကဟင်းဝီယန်နဲ့ကိုယ်ခွေလို့တောင်မှထင်ကြတာဖြစ်ပါတယ်ဟင်းဝီယန်ရဲ့အမွာညီကိုလို့ထင်တဲ့အထီးကိုတူခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အမွာညီကိုမဟုတ်ဘဲရုပ်ချင်းစင်တာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့အကိုဖြစ်သူနဲ့ရုပ်ချင်းသိမ့်မတူတော့ပါဘူး။ဟဲဝင်ရဲ့အကိုကစီးပွားရေးနယ်ပယ်ကိုခြေချလိုက်တဲ့အချိန်မှာအနေငယ်ဝလာခဲ့ပါတယ်။မျက်နှာလေးပြေဖောင်းလာတာမို့ဟဲဝင်ရဲ့နဲ့သိမ့်မတူတော့ဖြစ်ပါတယ်။ဟဲဝင်ရံကတော့ငယ်ရုံမပြောက်ပဲအရင်လိုသာချုံမနေတော့ဖြစ်ပါတယ်။ နံပါတ်၄မေမြင့်မို့မေမြင့်မို့နဲ့မောင်ဖြစ်သူရှင်မြတ်တို့ကတော့တော်တော်များများကအမွာမောင်နှမလို့သာထင်ကြတာပါအမွာလို့ထင်ရအောင်လဲသူတို့နှစ်ယောက်ကတကယ်ကိုရုပ်ချင်းစင်တူတာဖြစ်ပါရင်ရှင်မြတ်ကယောက်ျားလေးဆိုပေမဲ့မေမြင့်မို့နဲ့တရုတ်သေးကိုဖြစ်နေတာပါအရွေကလည်းမတိမ်မငင်းလို့ဖြစ်တာမို့အမွာလို့သာထင်ကြတာဖြစ်ပါရင်ဒါအပြင်မေမြင့်မို့ပဲဟိုပဲတော်တော်ရှင်မြတ်ကအဖော်လိုက်ပေးနေတတ်တာဖြစ်ပါရင်ဒါကြောင့်မို့သူတို့နှစ်ယောက်ကိုအမွာလို့ပဲအမြဲတပူတူတူတူမြင်နေရတာဖြစ်ပါရင်နှစ်ယောက်လုံးကအသက်ကွာကြပြီမဲ့ ရုပ်တူနေတာကတော့ဖျားပေးတဲ့ဆုလက်ဆုပ်ပြီးတော့ခံယူထားကြတာပါမင်းမြမိုးတို့မောင်နှမနှစ်ယောက်လုံးကတခြားမောင်နှမတွေထက်လည်းပိုပြီးတော့ရင်းနေကြတယ်မင်းမြမိုးကအနုပညာအလုပ်လုပ်ပြီးတော့အနုပညာကြီးတွေနဲ့စီးပွားရေးလုပ်ငန်းတွေပြန်လုပ်ကြပါတယ်ဒါ့အပြင်မောင်ဖြစ်သူစီးပွားရေးလုပ်ငန်းတွေမှာပြန်ဦးစီးနေတာဖြစ်ပါတယ်မောင်နှမနှစ်ယောက်လုံးကလိမ်မာတဲ့အတွက်မိဘတွေကစိတ်ချမ်းသာနေရတာဖြစ်ပါတယ်မင်းမြမိုးအတွက်တော့မောင်ဖြစ်သူရှင်မြတ်ကအဖော်မွန်ကောင်းဆိုပြီးတော့လည်းဖွင့်ရချပါတယ် ံပါတ်3အင်ရာဂျော်စင်အင်ရာဂျော်စင်ကမောင်နှမချင်းရုပ်တူတာမဟုတ်ဘဲနဲ့ဂျူမဖြစ်သူမေတိုးခိုင်နဲ့ရုပ်ချင်းဆင်နေတာဖြစ်ပါတယ်မေတိုးခိုင်ကဂျူမဖြစ်ပေမဲ့အတော်ဖြစ်သူအင်ရာဂျော်စင်နဲ့ရုပ်သွားတူနေတာလည်းဖြစ်ပါတယ် ဘင်းတစောင်းကြီးရဲ့အချိန်မျိုးဆိုရင်တော့ရုပ်ချင်းကပိုပြီးတော့လဲတူနေတတ်တာဖြစ်ပါတယ်။ဒါအပြင်တရုတ်ဆောင်တဲ့အချိန်တွေမှာဆိုရင်လဲအတန်းအဆောက်ကိုတူနေတဲ့အတွက်တချို့တွေကတော့ဝေခွေရခဲ့တဲ့အထိကိုဖြစ်ကြတာမျိုးလည်းရှိပါတယ်။တရုတ်ဆောင်ပုံကွဲပြားအောင်မီတူခိုင်ဘက်ကနေပြီးတော့စူးစမ်းပေမဲ့တစ်ချက်တစ်ချက်မှာသွားပြီးတော့တူတတ်တာဖြစ်ပါတယ်။ မေတုခိုင်ကအင်ရာဂျော်ဇင်နဲ့တူတယ်လို့အင်ရာဂျော်ဇင်ရဲ့သမီးလေးကလည်းမေတုခိုင်နဲ့သွားပြီးတော့တူနေရလဲဖြစ်ပါတယ်။တယောက်နဲ့တယောက်အမှားတွေလို့တူနေတာကြောင့်သူတို့အမျိုးတွေက꽌ပြားနေတာမျိုးမရှိဘူး။တစ်မျိုးလုံးကဓာတ်မျိုးလို့လှပကြတယ်ဆိုပြီးတော့ချီးကျူးနေကြတာလည်းဖြစ်ပါတယ်။အနုပညာရှင်တွေကအမှားလို့ပို့ပြီးတော့တူကြလဲပရိသတ်ကြီးရဲ့အမြင်ကိုကောမန့်လေးထဲမှာရေးခဲ့ပြီးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်